ရှိနေတဲ့ပြည်နယ်တွေမှာဝင်ပြန့်ခြင်းဟာပြည်နယ်တွေမှာအာဏာလိုချင်လို့မဟုတ်ဘူးဒီတိုင်းရင်းသားအနေနဲ့ကိုပူပေါင်းပြီးတော့ပါဝင်ပြီးတော့ဆောင်ရွက်ချင်လို့လို့ပြောပါတယ်ကျွန်မအမြင်ကတော့ဒါအာဏာယူချင်တာပဲဟိုဆိုဘမသိမရှိပါဘူးဘာကြောင့်လဲဆိုရင်သူတို့ level ပါတီမူရတယ်လို့ရှိရင်ကိုပြည်နယ်ကြီးကိုကောင်းစေချင်လို့ပဲဟိုပါတီထူတော်ပြီးတော့အယူကခံချင်ဖြစ်တယ်အရင်တော့ကနိုင်ငံကြီးကိုသိစိတ်ဝင်စားဖို့မရဘူးဘာဖြစ်လဲကြီးစံရှောင်းနေကြရတယ် ဒီမှာရှိရကစားပြီးရပောင်းထောက်ပြကြမဲဆွေစီယုံရေးဆင်းကြမဲ့နိုင်ငံရေးပါတီတွေဟာအလံတွေစောင်းပုတ်တွေကျွေးကြော်တန်တွေနဲ့လှုပ်လှုပ်ရှားရှားဖြစ်လာချိန်မှာတော့ကျင်းပြင်းနဲ့ခြေဆိုင်တိုင်းသားပါတီတွေဟာတိတ်ဆိတ်ငြိမ်သက်စွာပဲမဲဆွေကာလာကိုဖျက်ဆီးနေကြပါတယ်။မြို့နယ်ခုနှစ်ခု KI 3ခုနဲ့ဖွဲ့စည်းထားတဲ့ကျင်းပြင်းနယ်မှာမဲယုံတွေ685ယုံဖွင့်ထားပြီးတိုင်းသားလက်နက်ကိုင်ဖွဲ့စည်းတွေလည်းခြေဆိုင်ထားတဲ့စီရေးအရလုံးဝမငြိမ်းချမ်းသေးတဲ့ပြည်နယ်တစ်ခုလည်းဖြစ်ပါတယ်။ ရင်ပြည်နယ်ခြေဆိုင်နိုင်ငံရေးပါတီတွေဟာပြည်နယ်အစိုးရဖွဲ့ပြီးကိုဒေတာကိုအုပ်ချုပ်ခြင်းကြပေမဲ့လက်တွေ့မှာတော့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကြံ့ခိုင်ရေးပါတီစတဲ့အင်အားကြီးပါတီတွေကသူတို့နယ်မြေကမဲဆန္ဒတွေယူခြင်းနေတာဟာအာဏာလိုချင်လို့သာဖြစ်တယ်လို့ဆိုလာသူကဖလုံးစဝဒီမိုကရက်တစ်ပါတီရဲ့လက်ရှိလွှတ်တော်မှန်နန်းစီဝါပါယူသားတဲ့ဒေတာကန်တွေကိုပါတီကြီးတွေကဝင်ရောက်စည်းရုံးထားလို့တချို့ဆိုလူတယောက်ပါတီဝင်ကတ်နှစ်ခုလောက်စီကင်ထားတယ်လို့လည်းဆိုပါတယ် တကယ်တကယ်တော့ကျမတို့ရဲ့ပြည်နယ်တွေမှာပေါ့နော်သူပြည်နယ်ကတိုင်းရင်းသားတွေနဲ့ဝင်ပြန်ရတယ်ဆိုတာကကိုယ့်ရဲ့ပြည်နယ်ကိုကိုယ့်အစိုးရဖွဲ့နိုင်ဖို့အတွက်ဒီကိုယ့်ရဲ့ပြည်နယ်ကျမကိုယ့်အကူပေါ့နော်ပုံပြတိုးပြဲ့ဖို့ပေါ့နော်ဟိုဆောင်ရွက်နိုင်ဖို့ဆိုရင်ကိုယ့်ပြည်နယ်အစိုးရလေးနဲ့ကိုပေါ့နော်ဟိုလှုပ်ချင်ကြတယ်ဒါပေမဲ့အခုက USCB လိုမျိုး Unity Party ကြီးတွေကဝင်လာပြီးတော့အချင်းချင်းဝင်ရောက်ပြီးတော့ဟိုအလူရဲ့ဝင်ပြန်ကြတာပေါ့ပြောရမယ်ဆိုရင်ဒါပေမဲ့အဲ့ဒီပါတီတွေရဲ့ သံကိုပြန်နှားထောင်မယ်ဆိုရင်သူတို့တွေကဒီတိုင်းသားတွေရဲ့ရှိနေတဲ့ပြည်နယ်တွေမှာဝင်ပြိုင်ခြင်းဟာပြည်နယ်တွေမှာ အာဏာလိုချင်လို့မဟုတ်ဘူးဒီတိုင်းသားတွေနဲ့ကိုပူပေါင်းပြီးတော့ပါဝင်ပြီးတော့ဆောင်ရွက်ချင်လို့လို့ပြောပါတယ်ကျမအမြင်ကတော့ဒါအာဏာယူချင်တာပဲတကယ်သဘောထားကြည့်တယ်ဆိုရင် USB တို့ NND ပါတီတို့ဆိုတာကတိုင်းသားရှိနေတဲ့ပြည်နယ်တွေကိုပေါ့နော်ဦးစားပေးပြီးတော့ဒီပြည်နယ်မှာရှိနေတဲ့တိုင်းသားပါတီချင်းဝင်ပြိုင်ပြီးတော့သူတို့ရဲ့အစိုးရလေးကို ဖွင့်နိုင်ဖို့ဒါသူတို့အနေနဲ့ပေါ့နော် chance ပေးသင့်တယ်လို့ကျွန်မယူဆပါတယ်ဒီကဒေသခံတိုင်းရင်းသားတွေကရင်တွေအများဖြင့်ဆိုတော့လဲလေအာဏာတတ်တယ်ပြီးတော့ဒီနိုင်ငံရေးကိုကျွန်တော်တို့မျိုးမပြောရဲဘူးပေါ့နော်အတူတူပြင်းယွာလူတွေဆိုရင်ဒီပါတီကြီးကိုပြောလို့ရှိရင်တော့ကြောက်နေတယ်ပြောရမယ်ဆိုရင်အဲ့တော့ဒီလိုမျိုးအချိန်မျိုးမှာဟိုလူလာလိုက်ဟိုလူနောက်ပါဒီဘက်လူခေါ်လိုက်ဒီဘက်နောက်ပါနဲ့ကျွန်မတင်တဲ့တရွာမှာအ ਨੇ ဆုံးပါတီဝင်ကတ်နှစ်ခုတော့ရှိလိမ့်မယ်ကြိုးကြွာအဲ့လိုမျိုးကြိုင်နာတယ် ကရင်မှန်ရင်ဖားစီနဲ့ကျွဲကြိုတစိုက်ကိုတည်ကြလို့အထုတလေစီယုံစရာမလိုဘူးလို့ဆိုရဲဖလုံးစောဒီမိုကရက်တစ်ပါတီဟာလာမယ့်ရွေးကောက်ပွဲမှာပြည်내လွှတ်တော်အမျိုးသားလွှတ်တော်နဲ့ပြည်သူလွှတ်တော်သုံးနေရာစလုံးမှာဝင်ရောက်ရှင်ပြိုင်မှာလည်းဖြစ်ပါတယ်။အင်းဒီနယ်မှာ NLD နဲ့ကြံ့ခိုင်ရေးပါဝင်ပါတီပေါင်း၁၉ခုနဲ့တတိပုဂ္ဂလပါဝင်အမှတ်လောင်း၂၅၀ကျော်ဝင်ရောက်ရှင်ပြိုင်ကြမှာပါ။အင်အားကြီးပါတီတွေရဲ့ခွဲခြားမှု ပြည်နယ်မှာအရေးကြီးရှိသူတွေနေတဲ့ဆိုရဲပြောဆိုမှုတွေမခံချင်လို့ဖန်အန်ကနေမလောင်းပြေဝင်ရောက်ရှင်ပြိုင်မဲ့ကျွေးယူနယ်ဖားစီငင်းရင်းရေးစိတ်တဲ့ KND Democratic Party KDB ကနော်လာခုတရာစစ်ပွဲတွေရက်ဆိုင်ထားချိန်မှာပြည်သူတွေကနိုင်ငံရေးကိုစိတ်ဝင်စားလာကြတယ်လို့ဆိုပါတယ်။အာနာယပါတီနဲ့နှိစက်တဲ့ဖြောက်ပတ်မှုတွေယူနေတယ်လို့ဆွဆွဲမှုတွေရှိနေပေမဲ့လက်တွေမှာတော့သူတို့ဟာမဲဆွယ်ဖို့အတွက်ငွေကြေးအင်အားမတုံးနိုင်ပေမဲ့ဆွယ်တဲ့ရွာတွေကဖြစ်ဖြစ် ခွင်းကြောင်းတွေကပဲဖြစ်ဖြစ်ကျွေးရကိုစားပြီးရက်တည်နေရတယ်လို့အခုလိုရှင်းပြပါတယ်။ကျမတို့ကတော့သဘောထားအတိုင်းပေါ့နိလွတ်နိုင်ရေးတရားမြတ်တာရေးငြိမ်းချမ်းသာရာရေးအတွက်ပေါ့။အရင်တော့ဆိုလို့ရှင်ပြည်နယ်ကဘော်ရင်အမြဲတိုက်ခိုက်စစ်ပွဲရှိတယ်လေ။အခုလိုအပြစ်ခရက်ဆဲသွားတဲ့ခါကျတော့ပြည်သူတွေကနည်းနည်းခေါင်းမော်လာတဲ့နိုင်တဲ့အချိန်ပေါ့။အရင်တော့နိုင်ငံရေးကိုသိစိတ်ဝင်စားဖို့မရဘူး။ဘာဖြစ်လဲကြီးစံရှောင်နေကြရတယ်။အခုတော့ စိတ်ဝင်စားလာတယ်သူတို့ဘဝမြင့်တက်ဖို့အတွက်လည်းပဲလူလာလာကြတာပေါ့နော်နောက်တစ်ခုကတော့ဒီပါတီရဲ့သဘောထားမှာနောက်တစ်ခုကလူအခွင့်အရေးပေါ့လူအခွင့်အရေးမှာတန်းတူလူအခွင့်အရေးလိုချင်တယ်ပေါ့လေအဲ့ဒီအတွက်ကိုဘာဖြစ်လဲဆိုဒီပြည်နယ်မှာလည်းလူအယောင်းဝယ်တွေရှိလူအယောင်းဝယ်ကိစ္စတွေလည်းသူတို့နာတယ်ပေါ့လေယောက်ျားလေးတွေအယောင်းခံရတာပဲမိန်းလေးတွေလည်းအယောင်းခံရတာပဲအယောင်းခံရမှမသိဘူးခေါင်းပုံဖြတ်ပြီးတော့ရောင်းလို့ပေါ့နော် ဲ့လိုမျိုး၃နာ၃နှစ်စာတို့ဘာလို့ယူထားပြီးတော့အဲ့လိုမျိုးဒါတို့ကရောင်းစားခံမှမသိဘဲနဲ့ရောင်းစားခံရတယ်ဒီရှိတယ်။အဲ့တော့လူခွေပေါ့လေဒါလည်းပဲတို့လူချင်းတဲ့သဘောကြီးရှိတယ်ပေါ့လေအဲ့ဒီအတွက်ကိုလည်းစူးစမ်းပေးဖို့ပေါ့နော်။အန်တီဒိုကတော့ဒီဟိုလေးပေါ့နော်။ငွေကြေးကတော့မရှိပါဘူး။လုံးဝပါတော့တချို့ကလည်းပြောသေးတယ်ဒါအစိုးရထောက်ပံ့နေပါညာပါညာဘာမှမရှိပါဘူးအန်ဒီတို့ကတကယ်လို့မက်ဆွယ်စည်းယုံပြီးလို့ရှိရင်စားဖို့တော့မှာ ဟိုကသူတို့ကရွာကျွေးကျွေးမကျွေးဘူးဆိုလို့ရှိရင်ကြောက်ကလာတို့ပါတို့လို့တမညာတို့လို့အလကားစားရတဲ့နေရာတွေမှာပြန်စားရတာပေါ့နော်ဘုံကြီးလောက်အလူတွေပေါ့အလူတွေမှာပြန်လာစားစားပြီးတော့ပြန်လာကြအဲ့လိုပေါ့လေတချို့ရွာတွေကျတော့သူတို့ပဲကျွေးတယ်သူတို့စုပြီးတော့မုတ်ဒီတွေပါလေမုံငါးတွေပါကျွေးတယ်အဲ့ဒါစားပြီးတော့ပြန်လာကြတယ်သူတို့ကိုဘာမှမပြီးနိုင်ဘူးအော်သို့တော်လည်းပဲသူတို့ကသူတို့အတွက်ကိုဆောင်ရွက်ပေးဖို့အတွက်အားထက်သန်တယ်ပေါ့နော်အဲ့လိုမျိုးရှိတယ် ဖအန်လှိုင်းဘွေဖပွန်တန်အောင်ကြီးမြော်ရီကော့ဂရီကြာအင်းစီကြီးဆိုတဲ့မြို့နယ်ခုနှစ်ခုနဲ့ဖွဲ့စည်းထားတဲ့ကရင်ပြည်နယ်ဟာလာမယ့်နိုဝင်ဘာ10ရက်နေ့ရွေးကောက်ပွဲအတွက်လွှတ်တော်အမတ်စုစုပေါင်း36ယောက်ကိုပြည်သူတွေကရွေးချယ်တင်မြှောက်ရမှာဖြစ်ပါတယ်။ပြည်သူလွှတ်တော်အတွက်9ယောက်အမျိုးသားလွှတ်တော်အတွက်12ယောက်ပြည်နယ်လွှတ်တော်အတွက်14ယောက်နဲ့ဗမာမွန်ပအုပ်တိုင်းသားအမတ်3ယောက်တို့ကိုရွေးချယ်ပေးရမယ်ဒီဒေသမှာဝင်ရောက်ရှင်ပြိုင်မဲ့ပါတီက19ခုလောက်ရှိနေတာပါ။ ပြည်ရင်ပြည်နယ်မှာဝင်ရောက်ရှင်ပြိုင်မဲ့တိုင်းသားပါတီတွေကတော့ဖလုံစော်ဝဒီမိုကရက်တစ်ပါတီ၊ကရင်ဒီမိုကရက်တစ်ပါတီ၊ကရင်ပြည်သူ့ပါတီ၊ကရင်ပြည်နယ်ဒီမိုကရေစီနဲ့ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ကရင်မျိုးသားပါတီစည်းလုံးညီညွတ်သောကရင်မျိုးသားဒီမိုကရက်တစ်ပါတီတို့ပဲဖြစ်ပါတယ်။ကရင်ပါတီတွေဟာကရင်ပြည်နယ်အတွက်ပဲရှင်ပြိုင်တာမို့စိုးရိမ်မှုမရှိကြဘူးလို့ပြောကြပေမဲ့တနိုင်ငံလုံးနဲ့အင်အားကြီးပါတီနှစ်ခုဖြစ်တဲ့ NLD နဲ့ကြန့်ခိုင်ကနေ ကရင်တိုင်းသားလွတ်တော်မတ်တွေအများပြားဝင်ရောက်ရှင်ပြိုင်နေကြတာကြောင့်ကရင်ပါတီတွေကဒေသဖွံ့ဖြိုးမယ်ဆိုရင်ဘယ်သူနိုင်နိုင်မှာလို့ဆိုပါတယ်ပါတီတိုင်းကတော့ကို့ပါတီနိုင်မယ်ဆိုတဲ့မျှော်လင့်ချက်တွေယူဆချက်တွေရှိကြပေမဲ့ဘယ်သူနိုင်နေဆိုတာနိုဗ ెంబ ာ၈ရက်နေ့မဲထတဲ့နေ့မှာပဲသိကြရမှာပါလို့ EMP နဲ့ဒီမိုကရေစီနဲ့ဖွံ့ဖြိုးတိုးတက်ရေးပါတီကဒရက်ဖက်အတွင်းရေးမှူးစောချစ်တန်းကပြောပါတယ်ပြောမယ်ဆိုလို့ရှိရင်တို့တို့ဒီ level ကျွန်တော်တို့ကတော့ပတ်တီကြီးတော့လဲပြောတာပေါ့ဗောနော် ဟိုအလီဒီတို့ဒီကွန်ပျူတာဆိုတာကလည်းပဲဒါပေမဲ့ဝင်လာတဲ့ဟိုပြင်းနေမဝင်တဲ့လူကတိုင်းရင်းသားတွေပါပဲကျွန်တော်တို့ဇီကတိုင်းရင်းသားတွေပါပဲတိုက်ပြီးတော့ဘယ်လိုပြောမလဲဟိုစိုးရိမ်ဘာမှသိမရှိပါဘူးဘာကြောင့်လဲဆိုရင်သူတို့ level ပါတီမူရသလိုရှိရင်ကိုယ်ပြည်နယ်ကြီးကိုကောင်းအောင်စေခြင်းလို့ပဲဟိုပါတီဖြူတော်ပြီးတော့အယူကောက်ခံခြင်းဖြစ်တယ်ဒါကြောင့်မို့ ဟိုအဓိက main ဖြစ်တာကတော့ကျွန်တော်ကရင်ပြည်နယ်မှာနောက်ဆုံးကတိုင်းရင်းသားပေါင်းစုံနဲ့ဟိုဖွဲ့စည်းတဲ့ပြည်နယ်ဖြစ်တဲ့ကြောင့်တိုင်းရင်းသားပေါင်းစုံလည်းပါဝင်သိနေလို့ပဲကျွန်တော်အဲ့လိုမျိုးယုံကြည်တယ်ပေါ့နော်ကျွန်တော်ပါတီလည်းပဲကျွန်တော်ဒေသမို့လို့ကျွန်တော်ကျွန်တော်အနိုင်ပဲကျွန်တော်မြုံလင့်တာပဲဒါပေမဲ့ဂျန်တဲ့ဟိုကရင်ပါတီလည်းပဲသူလည်းသူ့ပြည်နယ်သူပြည်နယ်သားပဲကြောင့်သူလည်းပဲအနိုင်လို့ပဲ ပြောတာပဲဒါဒီကတော့ကျွန်တော်ထင်တာကတော့ဒီကံဖြိုးလဲထူးလကောက်တွေ့နေမှာပဲ LED လဲတွေ့နေမှာပဲဒါပေမဲ့ဒီဒေသကံကြီးပဲဖြစ်တဲ့အတွက်ကြောင့်ဟိုအကုန်လုံးကတော့အပြတ်ဖတ်နိုင်ဖို့ကတော့မရှိဘူးလို့ပဲကျွန်တော်မြင်တယ်ဖြစ်လဲမလို့လက်ရှိတော့မြင်မြတ်တက်ပဲစွာကြမလားတော့မသိဘူးနော်ဒါပေမဲ့သူ့ပါတီလည်းပဲသူနိုင်မယ်လို့ပဲသူမြင်လို့ဒါပဲကျွန်တော်ပါတီလည်းကျွန်တော်တို့ဟိုစီယုံနေတဲ့နေရာအလုံးကလည်းကျွန်တော်လည်းပဲနိုင်မယ်လို့ယူဆတာပဲဒါပေမဲ့ကျွန်တော်အဖြေတိတိကျတော့မပင်းနိုင်ဘူးဘာကြောင့်လဲဆိုလို့ရှိရင်ဟိုဘယ်သူမှမစိုးပါနော် ကျွန်တော်ပြောရင်တော့တငငချင်းအရာတော့ခေါင်းညက်မဲ့လူကြီးပါပဲဟာလားဟိုဟိုတငငချင်းလာလည်းပဲဟုတ်ကဲ့ဟိုတငငလည်းဟုတ်ကဲ့ပြောကြမှာပဲဒါပေမဲ့ဟိုတိပတ်ကြတဲ့ခါကျတော့ရှင်မဲထက်တဲ့တည့်ရမှာကြမှာသာအဖြစ်ပုံမှာဖြစ်လို့တော့ကျွန်တော်တို့ကိုရည်နှစ်ပန်းကြလို့ရှိလို့ရှိတော့ဒါဘယ်သူအကောင်းဆုံးဖြစ်မလဲဆိုတော့တွက်ချက်လိုက်ရမှာ